မေဆုကိုလှုပ်ကြံတာဒီကိုဆိုတဲ့ပုံစံမျိုးရောက်နေတော့လန့်တော့လန့်သွားတယ်။ Okay မင်္ဂလာပါ။အမြင်လေးပြောရမယ်ဆိုဟိုအစားပြုတဲ့အချိန်ကပဲစပြီးတော့မှာပေါ့နော်။ယုံလေးကသူဒီ music video လေးတခုရိုက်မယ်။ကိုညီပေးပါ။အကုန်လုံးဝမ်းတိုင်ဝမ်းပြီးတော့အဲယုံလေးဆိုတာလည်းအစကတည်းကသူဒါရိုက်တာလှုပ်တဲ့ကားတွေကိုအမြဲတမ်းခေါ်တာဦး။ ရေမူကြီးအခန်းတို့ဘာလို့ညာတို့အကုန်လုံးသမရအခန်းတို့အဲအဲ့ဒါမျိုးတွေကိုလှုပ်ခဲ့ရဘူးလေလှုပ်ခဲ့သူလက်ရည်လေးလေးကောင်းပါလေတော်တော်လေးဟိုဟို advance ဖြစ်ပေါ့နော်အဲ့ဒါသူ့ကိုလည်းယုံကြည်နေအော် okay ပြန်မယ်ခွန်ပြီးဟိုသဘောတူလိုက်တယ်တူတဲ့နေရာမှာဦးနေနေရဒီရုပ်ရှင်အစည်းအရုံးမှာ တွဲဖက်အတွင်းမှုနှစ်နော်ဇဘူဇန်မှာဥက္ကဋ္ဌ တနည်းပြောရရင်တော့အစည်းအုံးမှာလူကြီးတယောက်ပေါ့ဒါပေမဲ့ရိုက်ကွင်းရောက်သွားတဲ့အချိန်ကျတော့ဟိုကဇပ်ပုဇယံဟာဇပ်ပုဇယံမယ်ဇပ်ပုဇယံဖြစ်တဲ့အတွက်ကြောင့်ဇပ်ပုဇယံတန်းမှာပဲနေရတယ်ဒီရိုက်ကွင်းမှာဝင်ရှုပ်လို့မရအောင်ဝင်ပြီးဆွတ်ဖက်လို့မရအောင်ဒါရိုက်တာတရုတ်ဆောင်ခိုင်းတယ်လို့တရုတ်ဆောင်ဒါရိုက်တာပြောခိုင်းတဲ့ဒါရိုက်တော့ကိုပြောဒါတော့ပဲ ဲ့တော့ဒါပေမဲ့ရှေ့မှာတွေ့တွေ့ချင်းမှာဘာရိုက်မှာလဲပြီးတော့သူဒီ music video လေးခေါင်းစဉ်ကစီးလုံးတဲ့နေမြန်မာပြည်ခေါင်းစဉ်လေးကအင်မတန်ကောင်းတယ်သူကတချင်းလေးရဲ့သူရွေချက်ကလေးရလဲရမ်းကောင်းတယ်ငါတို့ရဲ့ခေါင်းပေါ်မှာခွတောင်းမရှိငါတို့ရဲ့ခေါင်းပေါ်မှာချင်းသေးမရှိငါတို့ခေါင်းပေါ်မှာရှိတာဟာဝါစိမ့်နေအလံမင်းရှိတယ် အင်မတန်ခိုက်သွားတယ်။ Okay မောကြတယ်ပေါ့နော်။တခြင်းရဲ့ရွေချက်ကလေးကိုရမ်းကြိုက်တယ်။အားလုံးစီလုံးကြီးညင်ညွတ်ကြရမယ်။တို့မြန်မာပြည်စီလုံးညင်ညွတ်လို့ရှိရင်ဒါကဘာပြောတဲ့နိုင်ငံတော်အသိကြီးဖြစ်လာမယ်။ Okay တကယ်တမ်းရိုက်တဲ့အချိန်မှာဘာဝစ်စားလို့လဲဘေခန်းအသေးဥဆောင်မှလည်းမေးတယ်။မေးတော့ခရိုနီတယောက်တိတ်လဲဝစ်စရာမလိုဘူးလေကတော့တော့ဘာညာဒါဆိုအဆင်ပြေပါပြီဆိုကိုရိုက်ခွင့်ရောက်သွားတာပေါ့နော် ဒီဇက်ဘုဇက်ရံရဲ့သဘောတဘာဝအဲ့ဒါပဲယုံနည်းရဲ့ရှူတင်မှာမှမဟုတ်ဘူးတခြားဘယ်ရှူတင်မှာပဲဖြစ်ဖြစ်ဒီပုံစံပဲဇက်ဘုဇက်ရံတွေကိုအလေးနဲ့ထားပြီးတော့ဇက်ထုတ်တထုတ်လုံးရှင်းပြတဲ့ဒါတိုက်တာတော်တော်လေးကိုနဲပါလေအခုဒီမှာလဲယုံနည်းရှိမှာလဲဒီတိုင်းပဲအားလုံးအဆအဆုံးဘာမှမသိဘူးကိုပါမဲ့အခန်းကဏ္ဍလေးတော့ပဲ ကိုတိလိုက်တယ်တိလိုက်တော့သွားရိုက်တယ်ရိုက်တော့စဆောက်ဆုံး dialogue ပြောတယ် dialogue ပြောတာဟိုဒီအစိုးရအဖွဲ့ကလူကြီးတယောက်နဲ့တွေ့ရမှာခရိုနီယက်သူရင်းနှီးမြှုပ်နှံတာက construction ကြီးတစ်ခုလုံးလုပ်ငန်းအကြီးကြီးတစ်ခုလုံးကို construction ကြီးတစ်ခုလုံးလုပ်ငန်းကြီးတစ်ခုလုံးကိုဒီအရင်အစိုးရလက်ထက်တုန်းကချမှတ်ခါထားခဲ့တဲ့စီမင်းစည်းကမ်းတွေနဲ့အညီလှုပ်ဆောင်ထားတယ် အခုဒီဘက်အစိုးရလက်ထက်မှာလေချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေပြင်နောက်ထပ်ထပ်တိုးတဲ့ဥပဒေနဲ့အညီသူလှုပ်ဆောင်နေပါတယ်အဲ့ဒါမလို့သူခွင့်ပြုဖို့သူတောင်းဆိုမယ်အဲ့ဒါလေးကိုတင်ပြမယ်ပေါ့တင်ပြဖို့တွေ့ခွင့်တောင်းတဲ့အချိန်မှာဟိုကတွေ့ခွင့်ပေးတယ်တွေ့ခွင့်ပေးတော့ဘာပဲဖြစ်ဖြစ်ကိုကစီကမ်းနဲ့အညီလှုပ်ထားတာဖြစ်တဲ့အတွက်ဆက်ပြီးလှုပ်ဆောင်ဝင်ကြလိမ့်မယ်လို့ထင်ထားတယ်ထင်ထားတဲ့အကြောင်းကိုယ့်ရဲ့ပါတနာစီကိုလှမ်းပြီးတော့အကြောင်းကြားတယ်အကုန်လုံး ါတော့တွေ့ခင်ရပြီဒါဆိုအဆင်ပြေပြီမင်းတို့အကုန်လုံးရှေ့ဆက်စီစဉ်စရာရှိရစီစဉ်ထားတော့ဆိုပြီးတော့ green light ပေးလိုက်ဒါမှမဟုတ်တကယ်တမ်းတွေ့တဲ့အချိန်ကျတော့အဲ့လိုမဟုတ်တော့ကိုတွေ့တဲ့အချိန်မှာကိုတွေ့ရမဲ့လူသည်ပင်နေတိုက်ပုံဝတ်ထားတယ်ပင်နေတိုက်ပုံဆိုတာ energy party ကိုကိုစားပြုတာအဲ့တော့ဘာလို့လဲဆိုကိုသားညီသူတရုတ်ဆောင်ရမယ့်နေရာကဘယ်နေရာလဲဆိုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းရဲ့နေရာပေါ့အဲ့နေရာမှာ तू ကသေယုတ်ဆောင်ရမှာပြီးတော့ကိုကတွေ့ရမှာဒီ NLD ကရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ကိုတွေ့ရမှာကိုပြောပြီတရားလေးဟိုဆက်ပြီးခွင့်ပြုပြီးတောင်းဆိုတယ်တောင်းဆိုတဲ့အချိန်ကျတော့ဟိုခွင့်မပြုဘာကြောင့်ခွင့်မပြုတာလဲအကျိုးအကြောင်းလေးသိပြရစီဆိုတော့ဘုကပြန်ပြောတယ်အဲစကားကြီးကတော်တော်ဆိုးတယ်တော်တော်ဆိုးတော့ ကိုကလည်းအဲ့ဒီအချိန်မှာတော်ပြီးတော့ဝန်ဆွတ်ဖက်ပိုင်ကိုမရှိတဲ့တကြောင်ဘာမှမပြောတော့ပြီးသားတယ်ဒီလောက်ကနေနဲ့ပဲအော်သူကသူအဖြစ်ရှိမှာပေါ့နော်ကိုပါတဲ့အခန်းကြီးကအဲ့ဒါလေးပဲတခြားသူဘာတွေရိုက်ထားတယ်လဲဆိုတာကိုမသိဘူးတချင်းုံလည်းဂဂနနဂဂနနပြောလုံးဝနားမထောင်ဘူးပြီးခဲ့တဲ့၃ရက်နေ့ကမှဒီတချင်းပြီးသွားပြီပရက်ရှာသဘောမျိုးနဲ့ပြမယ်လာကြည့်ပါဆိုဖိတ်တဲ့အတွက်ကြောင့် သွားကြည့်တော့မှကိုကိုကိုတော်တော်ကြောက်သွားတယ်တချင်းတက်ကိုအဓိကပြင့်မှတ်ကအန်အလီကိုတိုက်ခိုက်တဲ့ပုံစံဖြစ်သွားတယ်တဘောကကျွန်တော်ကခွင့်ပြုမိတ်တောင်းနေကိုဒီဟိုလောကမှာစီမံချက်ကြီးရဲ့ခွင့်ပြုမဲ့ခွင့်ပြုချက်ကိုတောင်းနေ ောင်းတဲ့ချိန်ကျရင်သူကခွင့်မပြုအဲ့ဒီအတွက်ကိုကအညှိုးတေးထားပြီးတော့ NLD ကိုလှုပ်ကြံတဲ့ပုံစံမျိုးအမေစုကိုလှုပ်ကြံတာဒီကိုဆိုတဲ့ပုံစံမျိုးရောက်နေတော့လန့်တော့လန့်သွားတယ်ဒါပေမဲ့အော်ဒါသူအမှုပညာဖန်တီးမှုပဲဆိုပြီးတော့ဆက်ကြည့်ပါလားဆက်ကြည့်ပြီးမဲ့တိတ်ဘဝင်မကြတာအဲ့ထက်မှသတိထားမိပါလိမ့်မယ်ဟိုကအဲ့လိုဘာကြောင့်ခွင့်မပြုရတာလဲကို project ကိုဘာကြောင့်ခွင့်မပြုရတာလဲအကျ အကျိုးအကြောင်းလေးပြောပြပါဆိုတော့ဟိုကပြန်ပြောတဲ့စကားတော်တော်ဆိုးတယ်အကျိုးအကြောင်းရဲ့လို့မမေရမရှိပါဘူးတဲ့ငူလောလောဆယ်တော့ခွင့်မပြုနဲ့အဲ့ဒါကြီးကြတော့အနာဒီကိုတအားထိတိယောက်ကြီးဒိတ်တိုက်ခိုက်တယ်လို့ဖြစ်နေတယ်မကောင်းဘူးဒါငါတို့အနာဒီကလှုပ်ချင်တယ်လို့လှုပ်မယ်ဘယ်သူမှဂိယူမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့ဒီအဲ့ဒီ dialogue လေးကိုဖြတ်ပေးပါလားဆိုတော့သူလည်းနားထောင်ပြီးတော့ဖြတ်ပေးပါလား ဖြတ်ပြီးတော့ဟိုသတိထားမိပါမှာအဲ့ဒီဒါရော့နေရာမှာသူအတန်ဖြောက်ထားတယ်ဒါပေမဲ့လည်းအတန်ဖြောက်တာဖြောက်တာပဲပို့ရင်လည်း image ကဒီတကားလုံးမှာခြုံတော့အကုန်လုံးရောက်သွားပြီတဘောက energy က energy ကိုလှုပ်ကြံတာဒီကိုကသွားလှုပ်ကြံတယ်အမေစုကိုကိုကလှုပ်ကြံတယ်ဆိုတော့ပုံစံမျိုးဖြစ်သွားတော့စဲကြတာပေါ့အဲ့ဒါမနေ့ကဘကူးမှာဇလန်းတူလေးသွားရိုက်နေတယ်တကြောင်စဲနေရယုံလေးကိုစဲနေကြတော့ဩကိုယုံလေးပဲစဲတဲ့အောင်မိတာကိုပြန်ရောက်တော့မှ ြီးလိုက်တော့ကို့ဝေါ်ထဲမှာလည်းကို့ရရတယ်မရှိအောင်ဆဲနေကြပြီဆဲနေကြတော့ဆဲတာကိုအပြစ်မမြင်ပါဘူးတကယ်လဲဒီပုံစံကြီးဖြစ်သွားတာကိုဆဲကြမှာပဲကိုရီဆိုလည်းအဲ့နေမှာရှိတဲ့လူဆဲမှာပဲမကြိုက်ဘူးလေပုံစံကဘာလို့ဆိုတော့ဒီပါတီတစ်ခုနဲ့တစ်ခုတိုက်ခိုက်တဲ့နေရာမှာအမှုပညာရှင်ကိုထည့်ပြီးတုံးလိုက်တဲ့သဘောမျိုးဖြစ်သွားတာဘာပဲပြောပြောအမှုပညာရှင်တော်တော်များများပြည်သူအမုန်းကို လုံးလုံးစုံကခံလိုက်ရတယ်နောက်ပိုင်းကျမှသူ့သူပြေရောသွားရင်တော့ပြေရောသွားရင်တမျိုးအခုလုံးလုံးစုံကတော့သူ့ရဲ့ဆူသွားပြီးတော့ဒီပါဒီထဲမှာပါတဲ့အမှုပညာရှင်တွေအကုန်လုံးပြည်သူမုန်းသွားတယ်ဒီအချိန်ကအင်မတန်အန္တရာယ်များတဲ့အချိန်ပါဘာကြောင့်လဲဆိုတော့ရွေးကောက်ပွဲနီးလာတယ်ရွေးကောက်ပွဲနီးလာတဲ့အကြောင်းဟိုဒီအာလာယပါတီနဲ့အတိုက်ခံပါတီပါညာဒီရှင်ပြိုင်မှုတွေဖြစ်လာပါတယ်ရှင်ပြိုင်မှုတွေဖြစ်လာတဲ့နေရာမှာတိုက်ခိုက်မှုတွေရှိပါတယ်တိုက်ခိုက်မှုတွေနေရာမှာ နိပရိယေဒီအများကြီးရင်ဆိုင်ရပါလိမ့်မယ်အခုလက်တလို့ဖြစ်သွားတော့အဲ့ဒီနိပရိယေထဲမှာကျွန်တော်တို့တွေကလက်နဲ့အဖြစ်အတုံးခံလဲရတဲ့ပုံစံမျိုးဖြစ်သွားပါတယ်အဲ့ဒီအတွက်ဟိုပရိသတ်ပြည်သူကြီးနေနဲ့ဒီအမှုပညာရှင်တွေကိုနားလည်ပြပါအမှုပညာရှင်တွေဒီအမှုပညာအလုပ်ကလေးကိုပဲလုပ်သွားတယ်လို့ပဲမြင်ပြပါပူပေါင်းပါဝင်တိုက်ခိုက်တဲ့အထဲမှာအမှုပညာရှင်တွေမပါဘူးဆိုတော့ 有其必败。